လာမယ့်33ချိန်မြောက်ထိုင်းစီကိန်းပြိုင်ပွဲမှာချန်ပီယံဖြစ်အောင်ကြိုးစားသွားမယ်လို့ပြောဆိုလိုက်ပြီးပြည်သက်များအနေနဲ့သူတို့ကိုအားပေးကြဖို့ဖိတ်ခေါ်ကြောင်းမြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းကောင်းဆောင်ခင်မာလာထွန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ19ရက်နေ့ကနေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့33ချိန်မြောက်ရှေ့တောင်အာရှအားစားပြိုင်ပွဲကိုဝေရောက်ရှင်ပြိုင်မယ်မြန်မာအားသာအဖွဲ့အားအောင်နိုင်ရေးအလံအနှင်းပွဲကိုတက်ရောက်လာစဉ်သူမကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အခုဒီလာမယ့်စီးကိန်းပြိုင်ပွဲမှာပေါ့နော်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးတော့တသိန်းလုံးစီးလုံးနဲ့ပေါ့နော်အဲကျွန်တော်မျှော်မှန်းထားတယ်ပြိသက်တွေမျှော်မှန်းထားတယ်အားလုံးဖြစ်စေခြင်းနဲ့ကျွန်တော်ဒီချန်ပီယံစုတိစိတ်ကိုပေါ့နော်အကောင်းဆုံးကျွန်တော်တို့ကြိုးစားပြီးရှင်ပြိုင်ပြီးတော့ကျွန်တော်ရအောင်ကြိုးစားပါမယ်အဲ့တော့အားပေးနေတဲ့ပြိသက်ကြီးရလဲပေါ့နော်အခုဆိုပန်အဲထိုင်းမှာဆိုတော့ကျွန်တော်ပြိသက်တွေအဲမြန်မာပြည်သက်တွေလည်းအများကြီးရှိတယ်ပြီးတော့ဒီမြန်မာနိုင်ငံပြည်သက်တွေလည်းအများကြီးရှိရပါတော့အခုဆိုရင် main လေးဒီအမျိုးသမီးအသင်းကိုဟိုအားပေးလာတဲ့ ပြည်သက်တွေအများကြီးပါเนาะအဲ့တော့သူတို့ရဲ့အားပေးမှုတွေနဲ့အတူကျွန်တော်လည်းအကောင်းဆုံးစူးစမ်းရှင်းပြိုင်မယ်ပြည်သက်တွေလိုချင်တဲ့စုစည်းပေါ့เนาะရောင်းယူမယ်အဲ့တော့ပြည်သက်တွေလည်းဒီထက်ပိုပြီးတော့အားပေးပေးဖို့အတွက်တသိန်းလုံးကိုသားကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဟုတ်မြန်မာမျိုးသမီးဘောလုံးအသင်းဟာပြီးခဲ့တဲ့32ကြိမ်မြောက်ကမ္ဘောဒီးယားစီဂိမ်းပြိုင်ပွဲတွေကလည်းဗီယက်နမ်ဖိလစ်ပိုင်မလေးရှားအသင်းတို့နဲ့တအုပ်စုတွေကြောက်ခဲ့တာဖြစ်ပြီးဒီနှစ်မှာလည်းအဲ့ဒီအသင်းတွေနဲ့ပဲတအုပ်စုတွေကြောက်ခဲ့တာဖြစ်လို့အုပ်စုကျက်တယ်ဆိုပေမဲ့ အကောင်းဆုံးကြိုးစားရှင်ပြိုင်သွားမယ်လို့အသင်းကောင်းဆောင်ခင်မလာထွန်းကထပ်လောင်းပြောဆိုခဲ့တာပါအာတပတ်အုပ်စုနဲ့ရှင်တော့ကျွန်တော်တို့နည်းနည်းတော့ကြက်တာပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့စီးကိန်းတော့ကလည်းကျွန်တော်ဒီအုပ်စုနဲ့ပဲကျွန်တော်ရှင်ပြိုင်ခဲ့တာဆိုတော့ကြတော့ဒါကိုခက်ခဲတယ်လို့တော့ကျွန်တော်မတွေးတော့ဘူးကျွန်တော်အရှိမလဲအတွေ့အကြုံတစ်ခုရခဲ့ပြီဖြစ်တဲ့အတွက်အကောင်းဆုံးအုပ်စုလိုပဲကျွန်တော်သတ်မှတ်ပါပြီဟုတ် 33ချိန်မြောက်အဖြစ်ကျင်းပမယ့်အရှိတောင်အာရှအကစားပွဲတော်စီးကိန်းပြိုင်ပွဲတွေကိုဒီနေ့မှာတော့ထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးအမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုတော့လာမယ့်ဒီဇင်ဘာလ4ရက်နေ့ကနေ18ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ဂျပန်လူမျိုးနီးပြားယူကီတက်ဆူရိုကင်တွင်နေတဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းဟာဒီနေ့မှာတော့အုတ်စုဘီမာလက်ရှိချန်ပီယံ BNN ဖိလစ်ပိုင်မလေးရှားအမျိုးသမီးအသင်းတို့နဲ့တအုပ်စုတွေကြောက်နေပြီးအဖွင့်ပွဲစဉ်အဖြစ် လာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်မျိုးသမီးအသင်းနဲ့ပွဲဥတွေရင်ဆိုင်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။